Oh, Father, tell me, do we get? အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကန်တော်လေးမှာရှိတဲ့ Atrium Condo ကနေကြိုဆိုပြရစီဒီနေ့ဒီမှာကျွန်တော်တို့ Sign Unity Construction and Decoration ကနေကျွန်တော်တို့ပြင်ဆင်ထားတဲ့အခန်းကိုကျွန်တော်မိတ်ဆက်ပေးခြင်းနဲ့ပေါ့နော်ဒီမှာဆိုရင်တော့ပြောမယ်ဆိုဒါကတော့နှစ်ထပ် ီပုံစံနဲ့ဆိုရင်ကကျွန်တော်က love style လို့ပဲကျွန်တော်ပြောချင်တာပေါ့နော်။ तू က love style ရှိမယ် duplex style ရှိမယ်။ဘာကွာလဲဆိုတော့ love style ကကြတော့ကျွန်တော်အခုလိုပဲနှစ်ထပ်ထဲမှာ mezzanine လေးပါပါမယ်။ clear မှာ open space ကြီးပါပါမယ်ပေါ့နော်။ duplex ဆိုရင်ကတော့ဒါလည်းအပြည့်ဖြစ်ပြီးတော့ apportet တဲ့လေကားနဲ့ဟိုဖြစ်မှာဒါကြတော့ open ဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော် love style လို့ပဲကျွန်တော်ခေါ်လိုက်ပါမယ်။ ။ဒါဒီမှာကျွန်တော်စပြီးပြောမယ်ဆိုရင်အောက်ကနေအပေါ်ထိကိုစီနေဟိုက်က16ပေခွဲလောက်ရှိတယ်။16ပေခွဲလောက်ရှိတဲ့အတွက်ကြောင့်မို့သူကအများကြီးလှုပ်လို့ရတယ်။တွေ့ရတိုင်းပဲစီနေဟိုက်ကြီးကလည်းဒီကလေးမှာအမြင်ကြီးပဲ living space မှာအဲ့တော့မြင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဘက်မှာဆိုလဲတဆုံးပေါ့နော်ဒီဘက်ဒီ TV console ရှိတဲ့နိုင်ငံဆိုရင်ကျွန်တော်တို့က Marvel ပုံစံမျိုး laminate ကတ်ထားတဲ့အပေါ်အောက်ကတ်ထားတယ်။အဲ့တော့ကြည့်လိုက်မယ်ဆိုရင်အောက်ကနေအပေါ်ဒီဘလောက်မြင်လဲဆိုတာဟိုခန်းစားလို့ရတယ်ပေါ့နော်။ အရင်တော့ဆိုရင်လည်းဒီ TV အနောက်မှာကျွန်တော်တို့ကဟိုဟာပဒင်းပေါက်ရှိတယ်အဲပဒင်းပေါက်ကိုကျွန်တော်ပိတ်လိုက်တယ်ပိတ်ပြီးတော့ကျွန်တော်အပြင်ကိုထွက်လို့ရအောင်ဒီကနေကျွန်တော်တို့အပြင်ကိုထွက်တဲ့တခါပေါက်ထပ်ဖောက်လိုက်တယ်ပေါ့နော်ဒီမှာကြတော့လေဒါလေးကိုဖိလိုက်ရင်ထွက်လာမယ်ဖွင့်လိုက်ဖွင့်သွားရင်ဒီအပြင်မှာတခါချက်ကနေကျွန်တော်တို့ကဒီအပြင်ဘက်ဟိုအဲကွန်ယူနစ်တွေထားတဲ့နေရာကိုထွက်လို့ရတယ်ပေါ့နော်အဲဒါကိုပြန်ပိတ်ပြီးတော့ ဒီမှာ pipeline တွေလည်းရှိလို့ပါ pipeline တွေလည်းရှိတော့ကျွန်တော်တို့ဒါကိုဘုံနဲ့ပိတ်ပြီးတော့ဒီကဒါလေးနဲ့ပိတ်ထားတာပေါ့နော်အဲ့လိုပြန်ပိတ်လိုက်ရင်ရသွားပြီဒီလေကားမှာဆိုရင်လည်းကျွန်တော်တို့ကအရင်တော့လေကားအောက်မှာဒီကွန်ဒိုကကျွန်တော်တို့ကိုစပြီးတော့ဟန်ဒိုဗာလုပ်တော့တာအကျန်းတယ်ပြီးထားတာအကျန်းတယ်ဆိုတော့ဘာမှတော့မပါသေးဘူးဒါပေမဲ့ဒီအောက်မှာကျတော့သူကအပေါက်လေးတစ်ပေါက်ဖောက်ပြီးတော့ store လေးလိုမျိုးတုံးလို့ရတဲ့နေရာလေးလုပ်ထားတယ်ပေါ့နော်ဒါကိုဖြိုလိုက်တယ်ဖြိုပြီးတော့ဒီလိုမျိုး open ဖွင့်ချလိုက်ပေါ့ open ဖွင့်ချလိုက်တဲ့ idea ကြတော့လဲဘာကြောင့်လဲဆိုတော့ဒီမှာ display တစ်ခုခုထားရင် slogan ထက်ဒီဟာကပြောမယ်ဆိုဒီခန်းတစ်ခုလုံးက3300 square feet လောက်ရှိရဆိုတော့အကျယ်ကြီးပဲအကျယ်ဆိုတော့ store room ထားဖို့အတွက်ဒီလောက်လေးနေရာပေးစရာမလိုတခြားအခန်းတွေမှာနေရာပေးလို့ရအဲ့အတွက်ကြောင့်မို့ကျွန်တော်ဒါကိုဖွင့်ချတယ်ဖွင့်ချပြီးတော့ဒီလေကားအပေါ်ကအခင်းတွေရောဒီအောက်ကဟာတွေရောကျွန်တော် finger joint ကို walnut color တုံးလိုက်တယ်တုံးလိုက်တော့ ပထမတော့ဒီမှာကဘာမီးမှမပါဘူးကျွန်တော်အနေနဲ့အော်မီးဥပမာ spotlight လေးတစ်ခုကျွန်တော်လက်ဆောင်ထည့်ပေးလိုက်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီမှာလာပြင်ဆင်ရမယ်ဆိုရင်ဒီမှာ maybe ဟိုရုပ်ထုဖြစ်ဖြစ်ဟို display item ခက်ကြီးကြီးကိုကျွန်တော်ဒီမှာထားပြီးပြထားမယ်ပေါ့နော်နောက်တစ်ခုပြောချင်တာကကျွန်တော်တို့ဒီမှာတော်တော်များများသုံးထားတဲ့ color palette တွေက earthy like color palette တွေကျွန်တော်သုံးထားတယ်အဲ့တော့ဘာလဲဆိုတော့ brown color တွေရှိမယ် white color ရှိမယ် beige ရှိမယ် အဖြူရှိမယ်အနက်ရှိမယ်အဲ့ဒါကြတော့ပြောမယ်ဆိုအဲ့ကာလာတွေတုံထားခြင်းအပြင်ဒီအခန်းက timeless feeling တခုရတယ် timeless feeling ဆိုတာကဘာပိုပြောချင်လဲဆိုတော့ဘယ်ချိန်မဲကြည့်ကြည့်ယုံမသွားဘူးနောက်ဘယ်ချိန်မဲကြည့်ယုံမသွားဘူးအဲ့လို feeling ရတယ်ပြီးတော့ openness ရတယ် fresh ဖြစ်စေတယ်ဒီကာလာကတွေကအစားဒီမှာဆိုရင်လေသူကအပေါ်အောက် ပြင်ပကနှစ်ထက်ရှိတယ်နှစ်ထက်ရှိမှကျွန်တော်တို့ကကလကာကတော့ထိုးဘောကနေအောက်ထီကိုဆင်းလာပေးထားတယ်ကြီးလိုက်မယ်ဆိုလဲမျက်လုံးကခေါင်းပေါ်ကြည့်ရတော့အော်ဒါကြီးကမြင့်တယ်တကယ်လဲမြင့်တယ် spacious ဖြစ်တယ်ဆိုတဲ့ feeling ရတယ်နော်ဒီမှာသုံးထားတဲ့ကြွေပြားတွေဆိုရင်ဒါကျွန်တော်တို့ကသုံးပေပတ်လေဘာပဲကြောဘာပဲကြောမှာသူ့ရဲ့အကြောတွေက subtle ဖြစ်တယ်ဆိုတိတ်ပြီးတော့မထင်းဘူးနော်ခက်မိတ်မိလေးပဲအဲ့တော့ luxury ပုံစံလဲရသွားတဲ့ vibe ဖြစ်စေပေါ့နော် ကတ်တန်ကိုကျွန်တော်ဆက်ပြီးပြောရမှာကတော့အရင်ဗီဒီယိုထဲမှာလည်းကျွန်တော်ပြောမှုတယ်အဲ့ဒါကကတ်တန်ကကျွန်တော်တို့ကကျတော့ ray ကိုတုံးတာများတယ်အဲ့ ray မှာဘောလုံးလေးပါတယ်နောက်တစ်မျိုးကကျတော့သူကတန်းကြီးမှာမှခွင်းဆွထားတဲ့တိုက်ပေါ့နော်အကယ်၍ဒီလိုတလောက်ကြီးမြင့်တဲ့ဟာဆိုရင်တန်းမှာခွင်းဆွထားရင်တော်တော်ဒီအောက်ကနေဖွင့်ပိတ်လို့ခတ်တယ်နော်ဒါကြ ray နဲ့ကျတော့အလွယ်တကူပဲဖွင့်ပိတ်ရအလွယ်အဲ့ဒါလေးတော့ကျွန်တော်ထောက်ပြချင်ပါတယ်တရားကတော့အပြင်ကိုထွက်တဲ့ စင်ဝင်လေးပဲရှိမှာပေါ့เนาะတော့ဒီမှာကတော့ဘာမှတော့မလုပ်ထားဘူးပေးထားတဲ့အတိုင်းတန်ရှင်းလုပ်ထားတယ်ဟိုကြွေပြားလိုက်ပါတယ်လဲအကုန်လုံးကတော့လဲထားလိုက် sorry ကြွေပြားတော့လဲထားတယ်ကြံတဲ့ဟာတွေကတန်ရှင်းလုပ်ထားတယ်ဒီမှန်လက်ရန်နေပါကြီးကတော့အရင်ကရှိတဲ့အတိုင်းပဲပေါ့เนาะကဲဒီဘက်မှာဆိုရင်လည်းကျွန်တော်က sitting area လေးတစ်ခုပေါ့เนาะဒါလေးဖန်တီးထားတယ်ဒီ sitting area မှာထားထားတဲ့ furniture လေးကတော့ပြောမယ်ဆိုတော့ဒါကတော့ outdoor furniture ပေါ့နော် auto furniture အပြင်ခုနကတော့ဆေးဝင်မှာလဲထားလို့ရလို့ဒီမှာလဲထားရင်ဟိုတင့်တော်တယ်ပေါ့နော်ဒီမှာကကြတော့ normally ဟိုဟိုတယောက်တည်းဖြစ်ဖြစ်အနှစ်ယောက်တည်းဖြစ်ဖြစ်ဟို breakfast ပဲစားစား coffee ပဲတောက်တာဒီဘက်မှာ లై ကလေးကိုဖွင့်ပြီးတော့အပြင်က scenery ကိုကြည့်ရင်လည်း enjoy လုပ်လို့ရတဲ့နေရာလေးဖြစ်တာပေါ့နော်ပြောမယ်ဆိုတော့ဒီ లై ကလေးကအစကျွန်တော်တုံထားတဲ့အကြောင်းလေးတွေကဒါ earthy light color လေးတွေတုံထားတယ် neutral tone လေးပေါ့နော် neutral tone လေးတွေတုံထားတယ် ဒါဒီမှာဆိုလဲဒီဒီဒီဟိုကပိုက်လိုင်းကို ဖုံးထားတဲ့ဟိုပါပဲ bolt partition လေး partition မှာဒါကျွန်တော်တို့ဟိုနည်းနည်းလေးလိုက်ဖက်သွားအောင်ဟိုလက်ဆောင်လေးပေးထားတာပေါ့နော်အော်မနောက်ခုကြံနေရယ်အရင်တော့ဆိုရင်ဒီလက်ရန်နေမပါဘူးကျွန်တော်တို့ကဒီလက်ရန်နေကိုဒါလက်ဆောင်ထက်ထက်ပေးထားဘာဖြစ်ဆိုဒီမှာကလေးတွေပါလေးရှိတဲ့ရှိတော့ဒီဟာလေးကဖွင့်လိုက်မယ်ဆိုတော့တော်လေးနေတယ်တော်လေးနေတော့ဒါအန်ရရှိရပါတော့အဲ့တော့ဒါလေးပါကျွန်တော်ထပ်တက်ပြလိုက်တယ်အမှန်တော့ဒီမှန်နေက ဟို hardening glass တွေပါနေနဲ့ဆိုရင်တော့တောင်းတော့မကွဲဘူးဒါကလည်းဖွင့်လို့မရအောင် face လုပ်ထားရမယ်ဆိုတော့ဒါမလုပ်ဘူးဒါပေမဲ့တော့ဆိုဒါကလည်းဖွင့်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါလေးတတ်ထားတယ်ဒီအပေါ်လျှံကြတော့လေဒီ main staircase နဲ့အတူတူပဲဒါကျွန်တော်တို့က bio ကိုတုံးထားပြီးတယ်ဒီလျှံလေးကို bio တုံးထားခြင်းအပြင် environment friendly လည်းဖြစ်သွားတာပေါ့နော်အေးဒီဘက်ကိုသွားမယ်ဆိုရင်ဒါကကြတော့သူတို့ရဲ့ dining area ဒီမှာတော့ ancient ဘာကျန်နေလဲဆိုတော့ဒီမှာအောက်မှာ carpet တခုတော့ ထားဖို့ကြံသေးတယ်ကျွန်တော်အကြံပေးလိုက်တယ်ဒီခက်ကြီးကြီးကပက်လေးထားလိုက်ပါမဟုတ်ဆိုကြွေပြားဆိုတော့အေးမှလဲဆိုလေလူကြီးကြီးပါလေစားမယ်ဆိုလဲအေးအေးနိုင်တယ်ပေါ့နော်နောက်တစ်ခုကဒီဟာဒီဟာကျတော့ဒါ zebra rosa blind ဒီဟာဆိုလဲသူ့အရောင်ကကျွန်တော်အညူရောင်သုံးထားတယ်ခိုးဘက်မှာကျတော့လဲ aircon ထားတဲ့နေရာသူကကျတော့ဒီ condo ရဲ့ဟုတ်ဘယ်ဘက်ကောညာဘက်ကော aircon ထားတဲ့နေရာလေးတွေရှိတယ်ပေါ့နော်ရှိတော့ဒါလေးက privacy ရဟိုတတ်ထားပေးတာပေါ့ အဲကောင်းနေရကြတော့အရင်ကတည်းကဒီကွန်ဒိုမှာက socket တွေကထားထားပြီးသားအကြောင်းမို့ကျွန်တော်တို့တခြား aircon pipeline တွေကိုမြှုပ်လိုက်တယ် aircon socket ကတော့အဲ့တိုင်းပဲကျွန်တော်ထားထားပြီးလိုက်တာဒါကကြတော့ breakfast bar လို့လည်းခေါ်လို့ရမယ် coffee bar လို့လည်းခေါ်လို့ရမယ်ဒါလေးကကြတော့အရှင်ကမာလီဟိုဒီလိုပုံစံလေးပေါ့နော်ဒီမှာနည်းနည်း plain ဖြစ်တာဆက်သူက coffee လည်းကြိုက်ပုံရပါတယ် coffee လို့ထုတ်ဆိုကြိုက်ပုံရအဲ့တော့ကျွန်တော်ကဒီမှာ toast ရှိမယ်နောက်ကြရင်တော့ coffee set တွေပါလေမှာထားထားမှာပေါ့နော်ဒါလေးကတော့အာတုံးလို့လည်းရပါတယ်အလှ ိုပြမယ်ဆိုလည်းအဆင်ပြေတယ် back splash နေနေကတော့ဟိုဘက်ကလိုပဲကျွန်တော်တို့မှာ laminate ကတ်ထားတယ်သူကကျတော့ marble jolly ကိုရွေးထားတယ်ပေါ့နော်ဒါဆိုလည်းအညိုဘက်ကိုသွားတဲ့ဟာလေဒါကြီးဆိုလည်းမြေကိုဘက်ကိုသွားတယ်ဒီမှာဆိုလည်းမှန် cabinet နေရှိမယ်နှစ်ဖက်လုံးမှာအောက်မှာလည်းပစ္စည်းတွေထည့်နေနေရာရှိမယ်နောက်တစ်ခုကကျတော့ဒီ ancient ကကျတော့သူကဟိုလေးထပ်တက်တယ်အာကျွန်တော်တို့ water filter လေးတက်ထားတယ်ဒါကကျတော့သွက်သူဒီမှာတခါလေခွက်ခံပြီးတော့ရေတောက်ယုံမယ်ဟိုမျိုးသမီးတွေပဲနေမယ် ဆိုတော့တောင်းတောင်းဒီရေတံမှုတွေပါဒီမလာတွေပါဒီအခက်အခဲရှိမှာဆိုတော့ကြာတာတတ်တာကျွန်တော်လည်းအကြံပေးရတယ်ဒီလိုမျိုးတက်လိုက်ပါဒါပေမဲ့ကျွန်တော်တို့က challenge ဟာပါလဲဆိုတော့ဒီဟာကိုတက်ဖို့အတွက်ကိုဒီစီးစီးသားကြီးကိုဖောက်ရတာတော်တော်ကိုခက်ခက်ခဲဖောက်ခဲ့ရတယ်ဒါပေမဲ့နှစ်ခုစလုံးမှာတက်ခဲ့တယ်တခြားကုံတို့မှာလည်းကျွန်တော်တို့ဒါမျိုးတွေတက်ပေးတယ်ဒါကိုခက်ခက်ခဲဖောက်တယ်ဆိုတာလည်းရုပ်ထွက်လှအောင်လို့ကျွန်တော်ကလုပ်ပေးလိုက်တာတခြားနေရာမှာတက်မယ်တချို့တချို့ဆိုရင်ဒီလိုမျိုးဆက်တီးဆိုရင်ဒီလိုမျိုးနိုင်ငံတွေမှာတက်တာရှိတယ် တော့ရုပ်ဆိုးပန်းဆိုးကြီးနေမလာဘူးလေအဲ့တော့ဒါနဲ့ဆိုရင်သူ့ရဲ့ဆက်ကအောက်မှာတခါလဲဟိုစိတ်အောက်မှာဝင်သွားတယ်နော်အဲ့တော့ဒီဟာလေးကတော့တိတ်ရတယ်ဖြစ်သွားတာနော်ဒီကောင်တို့မှာကကြတော့ငါပြောလို့သူအကျယ်ကြီးပဲမက်ဇနိုင်းမှာပါတယ်သူဒီမာဆာဘက်ရုံလေးခန်းပါတယ်ယူယူကောင်ဝန်ဘက်ရုံတစ်ခန်းနဲ့မေရုံတစ်ခန်းပါတယ်ပေါ့နော်အဲ့တော့လူတွေကဓာကြီးပဲမိသားစုနှစ်စု၃စုတော့မင်းတို့ရတယ်ဒါဆိုရင်ဒါမာဆာဘက်ရုံအောက်မှာရှိတဲ့ ဒါဘာဆိုဘယ်လိုနံပါတ်1ပေါ့နော်ဒီထဲမှာဆိုရင်အအရင်တော့ဒီခန်းကဒီဘက်မှာတကားလေးနဲ့အခန်းလေးတခန်းအချင်းချင်းလေးတစ်ခုပါတယ်ပေါ့နော်ဒီဘက်မှာလည်းတခန်းဒီဘက်မှာတခန်းသွားကြတော့ walking closet လိုမျိုးလေးပုံစံလေးသဘောနဲ့သွားလှုပ်ထားတယ်ပြီးတော့ဒီဘက်မှာကျရင်ရီချိုဘက်အင်နာပါတယ်အဲ့တော့အင်ရှင်က request ထုတ်တာကတော့ရွှန်းအင်နာကိုဒါရိုက်မမြင်ချင်ဘူးဒါကိုလည်းချဲ့ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒါကြီးကိုဖြိုးပလိုက်တယ်ဖြိုးပြီးတော့ ဒီမှာကျွန်တော် partition ကလိုက်တော့ UI အင်္ဂါအဝင်မျိုး partition ကပြီးလိုက်တယ်။ဂျန်တဲ့ဟာတွေကဒီကဒင်တို့ဘာလို့ကြာတော့ engine တက်တူလုပ်တဲ့အပိုင်းတွေပေါ့နော်ကျွန်တော်တို့ကကြာတော့အခန်းဘွဲရတော့ဒါလေးဖြိုပြီးတော့ extend လုပ်ထားတယ်။ပြီးတော့ကျွန်တော်တို့ SPC ဘိုင်းတော့ကျွန်တော်ခင်းထားပြီးတယ်။စေးထုတ်ထားတယ်။စီလင်းနဲ့အမီနဲ့ကျွန်တော်ထုတ်ထားပြီးပေါ့နော်။ဒီဟာကြာတော့လည်းအရင် Honda original ရှိတဲ့ဒါရောမဲ့ဒါကိုကျွန်တော်ဘာမှမထိထားဘူးဒီအောက်မှာပိုက်တွေပဲရှိရတော့ကြောင့်ဘာမှမထိထားဘူးဒီဘက်မှာကျွန်တော် partitioning ကလိုက်တော့ဒီလိုလေးဖြစ်သွားတယ် အင်ရှင်ရဒီမှာထမိန်ဓာတ်လေးထားပြပါဆိုတော့ဒီဂျာနဲ့မှာဒါအင်ရှင်ဒီမှာထားပြီးတော့ဒီမှာထားတာပြည်ရပေါ့နော်ဒါကတော့ water heater switch original ကောင်းတော့ပါလေဟာဒါကကျတော့သူရဲ့ဒီပါပေါ့နော် master button ဒီဒါလည်း original ပါတဲ့အတိုင်းပဲတော့ဘာမှမလုပ်ထားဘူးဒီမှာအဲ့တော့ဒါကနောက်တစ်ခန်းသွားရအောင်ကြရတခံပြီးသွားအဲဒီမှာဒီမှာကျတော့ နည်းနည်းပြောင်းရှင်းနေတော့ဒါထုံးတဲ့အတိုင်းလက်ဆောင်ထည့်ပေးထားဒီပင်လေးကိုလှလိုက်လှရဲဒါခုနပြောလို့ earthy like ဒါ nature နဲ့လည်းဆက်ဆက်တဲ့ပုံစံလေးပါအစိမ်းအောင်ပေးနေတယ်ဗျာဒါကကြတော့ဒါဟိုပါဘောနော် common bathroom သူကကြတော့ဒီမှာကဧည့်သည်လောက်ပင်သုံးပါဆိုတော့ရီချိုးတဲ့နေရာကိုတော့ဥဆောင်ပေးထားဦးသူကတော့ဒါ basic ကြီးอ่า wish of the ထည့်ထားတယ်အဲဘေးစင်ရဲ့ဒီမှာ toilet ရဲ့ဒါပဲရှိတယ် ကဲဒါကတော့ခုနကပြောတယ်ကျွန်တော်ပြော main room လေးဒါကတော့အသေးလေး loss တော့ ancient သူပစ္စည်းတွေထည့်ပြီးတော့ပိတ်ထားတယ်ပေါ့နော်ပြောမယ်ဆိုတော့ဒီကားကလည်းလောက်ထိပဲရှိတာပါတကယ်ချင်းချင်းလေးပဲအဲ့တော့ကျွန်တော်မပြတော့ဒါကကျတော့ kitchen kitchen ကအရင်တုန်းကဒါ slide door မဟုတ်ဘူးအရင်တုန်းက swing door swing door ကျွန်တော် slide door UVC powder coat လေးနဲ့ချိန်ထားပေးတယ်မှန်တယ်မှန်တယ်လည်းပြောင်းလို့ခုနကတော့မလေးပါတယောက်နှစ်ဘူးနဲ့တိုက်ပြီးသွားခဲ့နော်အဲ့တော့ဒီမှာကျွန်တော်ဘာလုပ်ထားလဲဒီကြွေပြားတွေက original ဟိုကွန်တောကတ်ထားတဲ့ဟာတွေပဲဒီကာလာကိုကြိုက်တော့လည်းအင်ရှင်ကမခွာတော့ဘူးဆိုတော့ကျွန်တော်ကတချို့ထပ်တိုးတဲ့ socket လေးတွေကိုနည်းနည်းလေးထွင်ပြီးတော့လုပ်ထားတဲ့ဟာတွေရှိတယ်အဲ့ဒါလေးကြီးကကျွန်တော် high နည်းနည်း highlight ချေပြီးတော့ပြောချင်တာကဘာလဲဆိုတော့ဒါကတော့ original socket သူကကြတော့အပေါ်တင်ပြီးပဲချက်မှာဖြစ်တဲ့တို့ကြောင့်မို့ဒီမှာပဲ socket ထားပြီးပါဆိုတော့ကျွန်တော်ထားပြီးထားတယ်ဒီမှာတော့ exhaust fan ဒါကတော့ ancient request အရာဒီမှာပဲထားလာပြီးတယ်ပေါ့နော်ဒီဘက်ကိုကျွန်တော် socket တွေထပ်တိုးတဲ့အခါမှာ ဒီကြွေပြားတွေကမခွာခြင်းခွာမခွာဘဲနဲ့ကျွန်တော်ကဓာတ်ကိုတတ်ထိုင်လောက်တယ် tracking ကိုဖြောက်ချင်တယ်အဲ့တော့အခုဆိုရင်ခံကွက်ကတော့ပေါ်နေတယ်မှန်တယ် tracking မရှိဘူးကျွန်တော်ဘယ်လိုလုပ်ထားလဲဒီမှာခြီးတဲ့ socket ကိုခုနကတော့ကျွန်တော်ပြောလို့ဟိုဝက်နဲ့ဘယ်နဲ့ညာနဲ့မှာသူကကျတော့ aircon ထားဖို့အတွက်ကိုနေရာလေးကြီးရှိရပေါ့အဲ့ဒီကနေကျွန်တော်ကနောက်ကိုယူပြီးတော့အနောက်ကနေမှ tracking နဲ့လာလာပြီးတော့ကျွန်တော်တို့ကသူ့ရဲ့ကြောချင်းက main room ကနေကျွန်တော် tracking ဆွဲပြီးတော့ဟိုဘက်ကနေ direct ဖောက်ပြီးထုတ်ထား အားကြောင့်ဒီတန်းမှာကြီးတယ်မယ်ဆိုရင်ကသူက training ပြောင်းတယ်အမေရိုနဲ့မှာじゃသူကမိတ်နေချင်းမှလည်းနေပါခုဆိုရင် store နဲ့သုံးချထားတာဖြစ်တဲ့အတွက်ကြောင့်မို့သူက training ပေါ်လဲကိစ္စမရှိဘူးเนาะအဲ့တော့ဒီလိုထားထားတယ်ဒီမှာဆိုရင်လည်း sink ကျွန်တော်ခါရဲလို့ပဲဒီမှာသုံးထားတဲ့ gala じゃတော့အရှိအာ coffee bar ရဲ့အရောင်ပဲ gray gala a few custom နဲ့ကျွန်တော်သုံးထားတယ်ဒီမှာကျွန်တော်တို့စင်ကိုကျွန်တော်တို့တခါလေးမြုပ်ထားတယ် clean လုပ်ရတယ်ဒီမှာလည်းခုနကပြောလို့ဟိုပါ ရေရေဖိလ်တာပါတဲ့တောက်ရည်နဲ့ဆက်ကိုဒီအောက်မှာတစ်ခါလေးကျွန်တော်တတ်ထားပြီးသားအဲ့တော့တစ်ခါလေးတော့သူ1 unit ဖြစ်သွားအောင်ဘာမှလည်း ASO ဖြစ်ဖြစ်နော်ဒါရအကောင်လုံး cabinet တွေဒါဆိုရင်လည်းဒါ motion control နော်အဲ့တော့ CV မပြီးတော့အဲ့ဒါတခုတော့အားသားတယ်တောင်းတောင်းဒီမှာဆိုရင်အပြောင်းဒါအရှင်မတော်တော်များများကိုရိုဝင်တန်ရှင်းရေးလုပ်ရတယ်ဆိုရင်သူတို့သိပါတယ်ဒီခါကျရင်လက်ရည်တွေပါပေးနေလိုက်ပြီးတော့ဟို ဒီ jailing လုပ်တဲ့ခါကျရင်လိုက်ပြီးတုတ်ပြီးွားရင်အတခုကင်တိုင်းအဲ့မှာလက်ဝဲရိုင်းပြင်နေတာအဆင်မပြေဘူးเนาะအဲ့တော့ဒါလေးဆိုတော့ပို့ပြီးတော့အဆင်ပြေသွားတာပေါ့ဒါတော့ ancient လာချထားတဲ့ဟာ microwave ကတော့သူကဒီမှာမထားဘူးအပြင်မှာထားတယ်ဒါကျတော့သူ့ရဲ့ cabinet တီးဒါကျတော့ဟိုပါပေါ့အာ source ပိုင်းထည့်တဲ့ accessory ထည့်တဲ့ tray လေးရှိမယ်ပြီးတော့ဒီအောက်မှာကျတော့လေကျွန်တော်တို့ပကန်းစင်ရှိနေပါတော့ပကန်းစင်ရှိမယ် soft closing ဖြစ်တယ် ဒီမှာကျတော့ side by side refrigerator ထားထားတယ်။ zone key နေပါလေ sanitize လုပ်ရတဲ့ assembly လည်းဒီမှာထားထားတယ်ပေါ့နော်။ဒီ tree ပြားတွေကောနိုင်ရန်ကော floor ကဒါ condo original ပါတဲ့ tree ပြားတွေပဲဖြစ်တယ်။နောက်တစ်ခုကကျတော့အရင်တုန်းကဒီမှာကသူက switch socket လေးရှိတယ်။ mi 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 switch ပေါ့နော်။ကျွန်တော် slide လို့တက်တဲ့အတွက်ကြောင့်မို့ဒီမှာ mi switch ထားလို့မရတဲ့အတွက်ကြောင့်မို့လို့ရွှေ့ရတယ်။ဒါလေးကတော့ training ပေါ်ပါတယ်။ဒါတော့မပေါ်လို့ကိုမရပေါ်သွားတယ်။ဒါပေမဲ့ ဒီ tracking ကိုကျွန်တော်ရားလောက်တော့ ceiling တွေကနေခေါ်သွားပြီးတော့မှဒီအကြအိုပဲကျွန်တော် tracking တက်ထားတယ်ပေါ့နော်ဟုတ်အဲ့ကျွန်တော်ဆက်သွားမယ်နောက်ပြောရဲ common bedroom တစ်ခန်းရှိတယ်အဲ့ဒါကျွန်တော်ရဲ့ညာဘက်မှာဒီခန်းပဲဒီမှာကျတော့အရင်တုန်းကတကားအဟောင်းကိုကျွန်တော်တို့ laminate ဒိုးနဲ့ကျွန်တော်ချိန်ထားတယ်ကာလာနဲ့ပြောင်းထားတာပေါ့နော်ဒါဆိုရင်လက် brown color ဒီမှာကျတော့ very earthy color တွေတုံးထားတယ်နော် brown ကတော့အများဆုံးပေါ့နော် အဲ့တော့ဒီထဲမှာကျွန်တော်ဒါရူအခန်းပါပဲဘာမှတော့မရှိဘူးဒါဒီရူဘက်ဒရူမ်ပဲဟို common bedroom ဖြစ်တဲ့အတွက်ကြောင့်မို့ရေချိုးအိမ်တာတွဲရလဲမှာပါဘူးเนาะဒါလည်းသူတို့နေချင်မှလည်းနေလိမ့်မယ်လို့တော့ပြောတယ်ဒါပေမဲ့ flow C C နေမိကျွန်တော်လုပ်ထားပေးရမှာเนาะဒီနေရာလေးကျတော့ဒါဖနက်စင်ဒါကျ second ဖနက်စင်ဒါ4 4 year တခု ဒီမှာကျတော့ကျွန်တော်ဒါ main door ရှိမယ်နှစ်ချက် main door fingerprint lock ဒီထဲမှာကျတော့လည်းဒါ first link foia ဖြစ်သွားတာပေါ့ဒီမှာကျတော့အပြင်ကနေဟိုလာတဲ့ခါကျရင်ဒီတမန်ကိုဖြတ်ရတယ်ဖြတ်ပြီးတော့အဲ့ခါမှာဒီမှာ DV ရှိမယ်ဒီမှာ finesse ရှိမယ်နော်ဒီထဲမှာကျတော့လည်းပို့ပြီးတော့အာပိုကောင်းတဲ့ plan တွေထားဒီမှာကျတော့နေ့စဉ်သုံးတဲ့ plan တွေထားလို့ရတာပေါ့နော်ဒီမှာဆိုလည်းဒီမှာ finesse ချလို့ရတဲ့ဟာစီလို့ရတဲ့ထိုင်ကုန်လေးပါလို့ထားလာပေးတယ်เนาะ DV မှာလည်းကျွန်တော်ဘာမှမပြောင်းထားဘူး original buy အတိုင်းပဲ but however ကျွန်တော် ancient တခုတော့ request လုပ်လိုက်အောင်မယ်ဒီမှာကျွန်တော် safe breaker မတွေ့ဘူးမတွေ့ရတဲ့ကြောင့်မို့လို့ safe safe breaker ထားဖို့နေရာလဲကျွန်တော်တွေ့နေတယ်ဒီမှာ2 port လုံးတော့ကောင်းကောင်းဝင်တယ်အဲ့တော့ကြောင့်မို့ကျွန်တော်ဒါတော့အကြံထပ်ပေးလိုက်အောင်ဒါလေးတော့တက်လိုက်ပါလို့ဘာဖြစ်လို့လဲဆိုတော့ you will never know not ဟိုမီးရ generator နဲ့ပြောင်းတဲ့အခါတို့ EPC အတက်ကြရှိတဲ့အခါမှာစီကြီးတဲ့ electronic ပစ္စည်းတွေထိခိုက်သွားမှာဆိုလို့ပေါ့နော်။အဲ့တော့ဒါကတော့ဝင်လာပြီဆိုတော့ဒါ main hall ပဲ။သူကကျတော့ အကုန်လုံးက LED light ကလာတုံးထားတယ်အဖြူရောင်တုံးထားတယ်တုံးပေပတ်လည်းကြည်ပြရဲဆိုတော့ကြည်လိုက်မယ်ဆိုတော့အကုန်လုံးက lens ထိန်ပြီးတော့ဟို open feeling fresh feeling ဖြစ်တယ်လူတွေအဲလူကိုယ်တိုင်ကကိုလမ်းစီတယ်ကြည်လိုက်မယ်ဆိုရင်တော့เนาะအဲ့တော့ဒီအောက်ထပ်ကတော့ပြီးပါကျွန်တော် mezzanine floor ကိုတက်ရအောင်ဒီ mezzanine floor ကိုမတက်ခင်မှာကျွန်တော်နောက်ထပ်ခုပြောချင်တာဒီအောက်က purple stone အဖြူရောင်လေးညာကျွန်တော်တခါလေးလက်ဆောင်ထည့်ပြီးထားတယ်ဟောကျွန်တော် nature နဲ့ပို့ပြီးတော့ညီဆက်သွားအောင်ပေါ့เนาะ ဒီမှာဆိုလဲသူတုံးထားတဲ့ဒီခြေတုပ်ခုံလေးဒီကော်တော်လေးရဲ့အစဟို beige color လို့ brown color လို့တုံးထားတယ်ဒါအဆင်ပြေတယ်ဒီကားမှာကျတော့လဲကျွန်တော်ပြောသွားသလိုဒါ finger joint ကို walnut color တုပ်ထားတယ်ပြီးတော့ဒီမှာကျတော့လဲပြောမလို့ကျွန်တော်ရုံကန်းလိုမျိုးပဲဒီ partition လေးတွေကိုဒီ hollow partition ချောင်းနေတယ်ကျွန်တော်ကတ်ထားပေါ့နော်ဒီဟာပေါ့ဒီ main လေကလည်းလျှံဆိုလဲကျွန်တော် bio wood ကိုတုံးထားတယ်နော်ဒီ အောက်ထပ်မှာရှိတဲ့မီးလေးရအဖြူရောင်ဒါပေမဲ့ကျွန်တော်အောက်နဲ့ဒီလေကားနဲ့ကိုတော့ကျွန်တော် contrast စေးလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် 3000k လုံးလုံးအဝါရောင်ကျွန်တော်သုံးထားတယ်အဝါရောင်သုံးထားတယ်နောက်တစ်ခုကကျတော့ဒီလေကားတစ်ဖက်ဒီနိုင်ရန်တစ်ဖက် L shape ကိုကျွန်တော်ကနည်းနည်းရင့်တဲ့ဘိုးဖြစ်တဲ့ကာလာကိုကျွန်တော်သုံးလိုက်တယ်ဘာဖြစ်လို့ဆိုတော့တစ်ခုလုံးဖြူနေတယ်ဆိုရင်တော့လေတိတ်တို့ဟာအမြင်တမ်းမှာရှင်းရှင်းဖြစ်နေမှာဆိုလို့ဒါ edit contrast တွေတခုအနေနဲ့ရပါအောင်ထည့်ပစ်လိုက်တယ်အဲ့လိုထည့်လိုက်ခြင်းအပြင် ဒီဗီကွန်ဆိုးအနောက်မှာရှိတဲ့ဒီမာဘယ်ဂျောကလည်းပို့ပြီးတော့ကြွလာတာပေါ့ထွက်သွားအကယ်၍ဓာရီတာဖြူကြီးတုတ်ထားမယ်ဟိုကလည်းအယောင်နုလဲဆိုရင်တိတ်ပြီးတော့မထင်ရှားအောင်ဒါဆိုတော်တော်လေးကိုထင်ရှားသွားတယ်ခိုစီလည်းဖြစ်တယ်ဒါလည်းအရင်ဒါလည်းအရင်လက်လက်ရန်ရင်ဒါလည်းအနေအောင်လည်းဒါခိုစီဖြစ်သွားပြီပေါ့နော်အဲဆက်သွားရအောင်ဒီပေါ်တက်မှာတော့ဒီပပတ်လည်းလက်ရန်နေရလည်း same thing ရာတွေအကုန်လုံးကကျွန်တော်ဘိုင်ဝုတ်သုံးထားတယ်ဒီမှာတော့ကျွန်တော်တို့ဒါကစီဂျိုးတွေနဲ့လျံကိုထိန်းထားတယ်ဒါကတော့ပထမတော့ option ရှိတာပေါ့စီဂျိုးနဲ့သွားမလားမှန်နဲ့သွားမလားနောက်ဆုံးတော့လည်းအမှန်နေသုံးတာကလည်းနည်းနည်းများနေပြီဆိုတော့ဒါစီးနေမှာထည့်လိုက်ရင်တော့နည်းလေးပို့ပြီးတော့ဟိုလို့ပြောမယ်တိတ်မလုတ်ဖြစ်တဲ့ဥစ္စာတိတ်မလုတ်ဖူးတဲ့ဟာအင်တီးရီးယားမှာတိတ်မသုံးတဲ့ဥစ္စာကိုကျွန်တော်စပြီးတော့သုံးကြည့်တယ်ပေါ့ဒါလည်းမဆိုးပါဘူးပြောဆိုဒါလက်လည်းမရှောက်ဘူးအကုန်လုံးကချော်တယ်ပေါ့နော် ဒီကနေဒီနှစ်ပတ်ပြီးတော့ဟိုဘက်အပြင်မှာကျွန်တော်တို့ကနောက်ထပ်စင်ဝင်လေးတစ်ခုရှိတယ်။နော်ဒီစင်ဝင်လေးကိုမပြောခင်မှာဒီဘက်မှာ roller blind နှစ်ခုရှိတယ်။ဟိုဘက်မှာတစ်ချက်ဒီဘက်မှာတစ်ချက်ရှိတယ်။ဟိုဘက်က roller blind ကကျတော့အောက်ကနေဖွင့်ပေးလို့လို့ရအောင်ကျိုးရှည်ထားသလိုဒီဘက်က roller blind ကကျတော့ဒီကနေဖွင့်ပေးလို့လို့ရအောင်ကျိုးတူထားပေးတယ်။ဘာဖြစ်လို့တစ်ခုလုံးတစ်ဆက်တည်းမလုပ်လဲဆိုတော့ဝိတ်မနိုင်ပါဆိုလို့နော်ကျွန်တော်တို့နှစ်ပိုင်းခွဲထားပေးတယ်။အဲ့တော့ဒီကောင်ကိုထွက်လိုက်မယ်ဆိုရင်တော့စင်ဝင်ပဲရှိတယ်။စင်ဝင်ထဲမှာလည်းကျွန်တော်တို့ကတော့ ြွေပြားပဲလဲထားတာကျန်တဲ့မီးဟိုဟာကျန်တဲ့ဟိုဟာပေါ့နော်ဒီလယန်းတို့ဟိုဟိုဗာလဲဆေးတို့ကကြတော့အရင်အပြင်အဆေးကကြကျွန်တော်ထိလို့မရတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကျွန်တော်တို့ကဒါအဲ့တိုင်းပဲထားလိုက်ပေါ့နော်ကဲကျွန်တော်ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်တော့ဟိုဘက်မှာရှိတဲ့ view နဲ့အောက် breakfast စားတဲ့နေရာနဲ့ကြည့်တဲ့ view နဲ့ကတော့အတူတူပဲဗာလဲဆိုတော့ဟိုဘက်တည့်တဲ့မှာကျွန်တော် box တစ်ခုရှိတယ် မော့စ်ကကြာတော့ကျွန်တော်တို့ခိုင်ကြာရင်အလုပ်လုပ်တဲ့ခါနည်းနည်းမိုးချိုးသွားတဲ့ခါကြာရင်သူကကြာတော့ဒီဖျားရှိခိုးတဲ့အတန်းကြီးကြားရတယ်အဲ့တော့အေဂျင့်နဲ့ဘယ်ဘာသာမဆိုဖျားရှိခိုးတဲ့အတန်းကြာရင်တော့အေဂျင့်တာပဲကျွန်တော်တို့လည်းအေဂျင့်တာပဲကျွန်တော်တို့ဘာသာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အတွက်လည်းအာအေဂျင့်နဲ့ဖီနစ်ခုရတယ်ပေါ့အဲ့ဒါလည်းတကယ်ကို very plus point ပေါ့နော်ဒီခန်းမှာနေတဲ့လူတော့အဲ့တော့ဒီအပေါ်မှာကြာတော့ကျွန်တော်တို့ကဒါ SPC flooring ဒါအခန်းလေးမှာခင်ထားတဲ့ SPC flooring နဲ့အတူတူပဲ ဒါကြတော့ဒါအင်ရှင်သွတ်သူချထားတဲ့ဟာဒါကြ wifi standy ပေါ့နော် wifi setup ပို့ standy ပေါ့အော်နောက်တစ်ခုကျွန်တော်ဒီကနေတော့မြင်ရမယ်ဟိုမှာ crystal မီးဆိုင်အကြီးကြီးချထားတယ်ဒီလိုမျိုးအခန်းအကျယ်ကြီးမှာစီနေ height အမြင့်ကြီးနေဆိုရင်လူမျိုးမီးဆိုင်အကြီးကြီးတွေတုံးတော်တော်ထဲတယ်တော်တော်လေးလှတယ်ပေါ့နော်ဒီမီးဆိုင်ကလည်းမီးရောင်၃ရောင်ချိန်လို့ရတယ်ပေါ့နော်ဒီမှာ light tree နှစ်ဖက်ပါဟိုဘက်မှာလည်း light tree ပါတယ်ဒီမှာလည်း light tree ပါတယ်နော် ဲ့တော့ဒီမှာကျွန်တော်တို့ကအလုံးပေါင်း master ၃ခန်းရှိတယ်အောက်မှာတခန်းပြီးသွားပြီဆိုတော့ဒါ second master bedroom ကိုကျွန်တော်ပြမယ်ဒီကောင်ကကျတော့ second master bedroom ဖြစ်မယ်ဒီထဲမှာဒီတကားတွေအကုန်လုံးကကျွန်တော်အောက်ကနေပြောအတိုင်းပဲကျွန်တော် chain ထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာဒီခန်းတွေကကျွန်တော်ဖွဲ့ထားတော့မဟုတ်ဘူးအရင်ကတည်းကဒီခန်းတွေကအကျန်းတဲ့အတိုင်းကိုဖွဲ့ထားပြီးသားဆိုတော့ကျွန်တော်ဒီခန်းဖွဲ့တွေကျွန်တော်မ chain တော့ဘူး C ceiling me flooring အဲ့လောက်ပဲကျွန်တော်လုပ်ထားတယ်ပေါ့နော်။ဒီမှာဆိုရင်ဒါအခန်းပဲ။အခန်းဆိုတော့အိတ်ခန်းအောက်ထပ်ကလိုပဲဒီမှာကရေချိုးခန်းအိမ်သားကို direct မမြင်ချင်တဲ့အတွက်ကြောင့်မို့ partitioning တစ်ခုထားထားတယ်။အဲ့လောက်ပါပဲနော်။ဒါက master bedroom 2ပြီးရင်ဒါကကျတော့ master bedroom 3ဖြစ်မှာပေါ့။ဒါလည်းခုနအခန်းလိုပဲဘာမှတော့မမြင်ထားဘူး။ဒါကရေချိုးခန်းအိမ်သားရှိမယ်။ဟိုအိတ်တဲ့နေရာလေးရှိမှဒါပါပဲအဲဒီနေရာဒီတောင်ကျိုးလေးကတော့ ဒီမှာလဲအပင်ဖြစ်ဖြစ်ပချီကားဖြစ်ဖြစ် sculpture ပဲဖြစ်တခုထားလို့ရတယ်ဗျာ။ဒါကတော့ last master bedroom ဒီ area ကနည်းနည်း true တယ်။အဲ့ဒါဘာလဲဆိုတော့အရင်တုန်းကဒီ master bedroom ကအလောက်မကျေဘူး။ဒီမှာဆိုရင် hobby master တို့ကအိတ်တဲ့နေရာရှိမယ်။ဒီမှာဆိုရင်ဒီနေရာလေးအတူပြန်ဒီနေရာလေးဒီနေရာလေးကပထမတော့ဟိုဘက်ကအပြင် hallway ကချိတဲ့နေရာ။ဒါပေမဲ့ကျွန်တော်တို့ဖြိုလိုက်တယ်။ဖြိုပြီးဒါတုံးလိုက်ပြီးတော့ကျွန်တော်က face glass တတ်ထားပေးတယ်။ အလိုင်းအင်ရှင် request ရာဒီလိုလေးကိုသူသဘောကျရပါတော့။တက်ထားပြီးတော့ तू ကအပေါ်အနေနဲ့အောက်ကိုလှမ်းပြီးတော့မြင်ရတယ်လို့ဒီနေရာလေးကသူ့ရဲ့အာဘယ်လိုပြောမလဲသူ့ရဲ့ cave လေးတစ်ခုပေါ့နော်သူ့ရဲ့ဂူလေးတစ်ခုလို့ဖြစ်သွားတာပေါ့ဒါပိတ်လိုက်မယ်ကလာကပိတ်လိုက်မယ်ဒီမှာ TV ရှိမယ် coffee ပဲတောက်တောက် wine ပဲတောက်တောက်ရုပ်ရှင်ကြည့်နေတဲ့ဒါလာလောက chill လုပ်လို့ရတယ် private space လေးတစ်ခုရသွားတယ်နော်ကျွန်တော်တော့မှဒီမှာနေချင်လာနေမှာဒါကတော့သူ့ရဲ့ bathroom တစ်ခု scene ဒီမှာကျတော့ကျွန်တော်တို့တကားကတော့ original တကားဒီမှာ switch ရှိမယ်နော်ပြီးတော့ဒါဝင်ကြည့်မယ်ဆိုရင်ဒီမှာနောက်တစ်ထူးကြတာကသူကဘာသက်ကိုထည့်ခြင်းတယ်ဆိုတော့ကျွန်တော်တို့ကဘာသက်ကိုရအောင်တယ်ဒါဘာသက်ပဲတော့မဟုတ်ဒါကဂျကူစီဂျကူစီတော့ဒီအောက်မှာသူကဒီဒီ massage function တွေမှာသူကအကုန်လုံးပါတယ်နော် soap dispenser တွေကတော့ကျွန်တော်ခန်းထဲမှာတက်ထားပေးတယ်အတော့ကြတော့ဝါလုံးမပွားချင်ဘူးဒီနိုင်ငံကောက်ကိုပဲတိုက်ခဲ့ဆိုတာတတ်ထားပြီးတယ်เนาะဒါကြတော့အရှင်တတ်ထားတဲ့ ဟိုဘာလေး blind ဒီမှာဆိုရင်လည်း water heater နေရာက original ပါထားတဲ့နေရာဒါပေမဲ့ water heater တော့မပါဘူးကျွန်တော်တက်ပေးထားတယ်အဘူတိုင်းတော့ original ပါတယ်ဒီမှာတော့ကျွန်တော်ဒီမှန် cabinet ကိုတက်ထားပြီเนาะမှန် cabinet အထင်းမှာကျွန်တော်ပစ္စည်းပိုင်းထည့်ပါတယ်အဲ့ဒါလေးရှိမယ်အဲ့တော့ဒီကြွေပြားတွေအောက်ချင်းကြွေပြားတွေကကျွန်တော်အရင်ကပါတဲ့ကြွေပြားတွေပဲဟာအဲ့ကျွန်တော်သွားရအောင်ကဲဒီနေ့ကတော့ကျွန်တော်လိုက်ပြတဲ့ဥစ္စာတွေက3300 square feet ထိုတော်ရှိတဲ့ loft style apartment တွေတခုကိုကျွန်တော်ပြရကျင်တာပေါ့နော်အဲ့တော့ဒီလိုမျိုးပုံစံကဓာရင်မကပါဘူးရွရွတိုက်ခန်းနေမှာလဲ ground floor ကို6လွာလုံးမှာလဲဒီမျိုးဆန်ဆန်လေးလုပ်လို့ရတယ်အဲ့တော့ဒီလိုမျိုး design ဆွဲဖို့တွေဘာတွေဆိုရင်တော့ဒါကျွန်တော်တို့တာဝန်ထားကျွန်တော်ပြောလို့ပဲကျွန်တော်တို့ကအခန်းတစ်ခန်းနဲ့ဝင်သွားပြီဆိုရင်เนาะဘယ်လိုပုံစံလေးကလှမလဲဘယ်လိုပုံစံလေးက ို spacious ဖြစ်နိုင်မလဲဆိုတာကိုကျွန်တော်အမြဲစဉ်းစားပေးတယ်ပြီးတော့သူ့နေရာနဲ့သူနေရာတခြားလေးဖြစ်အောင်ကျွန်တော်စီစဉ်ပေးတယ်အဲအဲအဲ့အတွက်ကြောင့်ကျွန်တော်မကြောက်လဲအဲ့ဒါကျွန်တော်တာဝန်ထားလိုက်ဒီကတော့ကျွန်တော်တို့ကိုရုံကြည်နဲ့အနံပေးဖို့ကအဓိကကြပါတယ်ကျွန်တော်တို့ကတော့တတ်နိုင်လောက်စွမ်းရှိသမျှအကုန်လုံးလှအောင်ကောင်းအောင်ကျွန်တော်ကြိုးစားပေးမယ်ပြီးတော့ဒီလိုမျိုး site တွေ မအပ်ခင်မှာကျွန်တော်တို့မှာ FAC ချိုက်လက်စီတွေရှိတယ်။ဒီဘာတွေဘာပဲလောက်သွားလောက်သွားကျွန်တော်ဒီအကုန်လုံးစစ်ဆေးပြီးတော့မှကျိုးဘက်ကနေ pass ဖြစ်ပြီးဆိုတော့မှကျွန်တော်အပ်ပြီးတာ။အဲ့တွဲကြောင့်မို့ကိုဒီခါကြာရင်လုံနေတုံးမှာတော့ maybe error လေးတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့အဲ့အရာတွေကျွန်တော်မစစ်ရသေးလို့ကျွန်တော်အကုန်လုံးအပ်ခင်မှာကျွန်တော်အဲ့အရာစစ်ပေးမှာစစ်ပေးပြီးတော့မှကျွန်တော်အပ်ပြီးမှာအပ်ပြီးွားရင်လည်းကျွန်တော်တို့မှာဒီတိုင်းမပြီးွားပါဘူးတခုခုဆိုရင်လည်းကျွန်တော်အမြဲတမ်းပြန်လုပ်ပေးပါရတယ်။နော်အဲ့တော့ ကျေးဇူးအများကြီးတက်ပါတယ်ကျွန်တော် site နေ concession ကနေနှုတ်ဆက်ခြင်းနဲ့နောက်ဒီလို project ဒီလည်းရှိသေးတယ်ထပ်ရိုက်ထားတဲ့ဟာတွေလည်းရှိသေးတယ် edit လုပ်တာမပြီးသေးလို့ကျွန်တော်မတင်ရသေးပါဘူးကျေးဇူးအများကြီးတက်ပါတယ်နော်